မေရိကန်နဲ့ဘယ်လိုဆင်းမြုံမဆိုရင်ဆိုင်ဖို့အသိရှိတယ်လို့သရုပ်သတိပိန်အမေရိကန်ရဲ့တုံးမြလာတဲ့ကုံတွဲခွန်တွေကိုပြန်လည်လက်တော့ပြန်ပြီးနောက်အမေရိကန်နဲ့ဘယ်လိုဆစ်ပွဲမျိုးမဆိုရင်ဆိုင်ဖို့အသိရှိတယ်လို့သရုပ်နိုင်ငံကသတိပေးလိုက်ပါတယ်တမ်မရာထရာဟာသရုပ်သွင်းကုံတွေအပေါ်အခွန်ကောက်ခံပြီးနောက်ကမ္ဘာစီးပွားရေးအင်အားကြီးနှစ်နိုင်ငံအကြားသင်းမမှုတွေမြင့်တက်လာခဲ့ပြီး တရုတ်ဟာလည်းအမေရိကန်ရဲ့လေယာဆိုင်ရာထုတ်ကုန်တွေအပေါ်ဆယ်ရာခိုင်နှုန်းကနေ15ရာခိုင်နှုန်းအထိအခွန်စည်းချက်ပြီးလက်တော့ပြန်ခဲ့ပါတယ်စစ်ပွဲဆိုတာကအမေရိကန်သားဆန္ဒရှိရင်ကုံတွယ်ရေးစစ်ပွဲဖြစ်ဖြစ်ဒါမှမဟုတ်တခြားသောစစ်ပွဲဖြစ်ဖြစ်အဆုံးထိတိုက်ပွဲဝင်ဖို့အစင်းသိရှိတယ်လို့ဝါရှင်တန်ရှင်တရုတ်တဲ့ရုံကထုတ်ပြန်ဖော်ပြထားပါတယ်။ဒါဟာထရပ်သမ္မတဖြစ်လာပြီးနောက်တရုတ်ပြည်လုံးဆိုင်ရာပြည်သူ့ကွန်ဂရက်ဖွဲ့ပွဲနေ့မှာသက်ဆိုင်ရာကိုယ်စားလှယ်တွေတက်ရောက်တဲ့နေ့မှာ တရုတ်နိုင်ငံရဲ့ပြင်းထန်တဲ့သတိပေးချက်အဖြစ်အကဲခတ်တွေကရှုံးမြင်နေကြပါတယ်။ဒီကနေ့မှာတော့တရုတ်ဝန်ကြီးချုပ်လီကွမ်ကတရုတ်နိုင်ငံရဲ့ကာကွယ်ရေးအသုံးစိတ်ကိုအခုနှစ်မှာခုနှစ်သတ္တမ2ရက်ခိုင်နှုန်းသုံးပြီမယ်လို့ကြေညာခဲ့ပါတယ်။ရာစုနှစ်တစ်ခုအတွင်းမမြောင်မန်းနိုင်တဲ့အပြောင်းလဲတွေဟာကမ္ဘာသဘောမှာအရှင်ဟုန်နဲ့ပြန့်နှံ့နေတယ်လို့သူကသတိပေးထားပါတယ်။ကုံတွယ်ရေးစစ်ပွဲအရှင်မြင့်နေပေမယ့်တရုတ်ကောင်းဆောင်တွေကတော့စီးပွားရေးတိုးတက်မှုနဲ့မြင့်လာမယ်လို့ခန့်မှန်းထားပါတယ်။ တရုတ်နိုင်ငံအနေနဲ့ပွေလင်းမြင်သားတဲ့နိုင်ငံခြားယင်းနှံ့မြောက်နှံမှုတွေကိုပုံမဆွဲဆောင်ရန်မျှော်လင့်ထားကြောင်းဆိုပါတယ်။ချင်းချောက်တာကိုတရုတ်နိုင်ငံကမကြောက်ကြောင်းအနိုင်ချီတာကအလုံးမဖြစ်ကြောင်းနဲ့ဖိအားပေးအချက်ခံချင်းချောက်တာတွေဟာတရုတ်နိုင်ငံနဲ့ဆက်ဆံရေးမှာအလုံးမဖြစ်ဘူးလို့တရုတ်နိုင်ငံခြားယင်းဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။ မြန်မာကွန်ရက်သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်